တိုင်းပြည်ကုလို့ခေကျက်ခေပြက်တည်းရောက်တာနဲ့များဘာသာကြားတွေကဒီတို့လာပြီပြောလို့ဗုဒ္ဓဘာသာတွေကကြကြသွားတယ်အကြောင်းရင်းကတပည့်တော်တို့မှလိုအပ်ချက်ရှိဒီလိုတို့က physical ဘိုင်းကိုပဲလူတွေကိုပံ့ပိုးနိုင်ပြီးတော့စိတ်ပိုင်းဆိုင်ရာပေါ့ mental ဘိုင်းပေါ့နော် spiritual development ဖြစ်အောင်စိတ်ပိုင်းဆိုင်ရာဆွေးရည်တွေခံနိုင်ရှိအောင်ဒီလောကရန်တွေကိုကြံ့ကြံ့ခံတွန်းလှန်နိုင်တဲ့တတိရှိအောင်ပြောတော့ဟာအစုံအမတွေမပေးနိုင်ဘူးကုညီတွေမပေးနိုင်ဘူးစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေဖြည့်သိမပေးနိုင်ဘူး အဲ့ဒါတပည့်တော်ကအခုဒီအခင်းချင်းကြီးကဘယ်လောက်ကြာအောင်မသိဘူးဒါပြီးရင်ပြောလို့နိုင်ငံဘုရားဘာသာတဝက်ကျိုးကုံသွားစရာရှိဒီတိုင်းဆိုဒါတဝက်ကျိုးဆိုပြီးတော့တာတာပူပူပြောတာလားဒီထက်ပို့ပြီးတော့ဆိုးဆိုရင်ထိုးသွားလိုက်အဲ့ဒါကြောင့်ဒီတော်ကပြည်တယ်အဲ့ကန္နာတိမရောက်ဘူးဆိုရင်ဒီတော်ဘာသာကြားတွေဝင်သွားလိုက်မယ်နာကိကိုကြည့်လေနာကိပြည်တဲ့ကအေရီတိုင်းမှာခရစ်ယာန်တွေတခြားဘာသာကြားတွေဘယ်လောက်များသွားလဲဒါပဲဗျာနော်ဒါဘုသူ့အတွက်လုံနေရတာလေဘာကြောင့်လောရတာလဲ တရားရဲ့အကျိုးဆက်တရားဘာတွေရမှာမို့လို့လဲလို့မိโกနေအများကြီးထုတ်လာပြီဆိုရင်အရှင်မြာဥဆောင်တဲ့ပုဂ္ဂိုလ်ညံ့နေတယ်လို့ပဲမိโกထုတ်စီရမလို့လောက်အောင်ကိုပြောမနေ့ကဒီပြောပြောပြီနော်နိုင်ငံကောင်းဆောင်တွေပဲပြောပြောပါပဲပြောကောင်းဆောင်လုပ်ခြင်းနဲ့လူတွေကိုဒီလေးခုနဲ့တိစောက်ပေးနိုင်တဲ့အခါကောင်းဆောင်ကိုယုံကြည်မှုမရှိဘူးဩဇာအာဏာတည်ရောက်မှုလည်းမရှိဘူးဟန်ပြပဲဖြစ်လို့ရတယ်အဲ့ဒါရှင်မြာတို့ဟန်ပြကောင်းဆောင်တွေတော့မရဘူးစံပြကောင်းဆောင်ဖြစ်ဖို့လိုလားမလိုဘူးလားတယောက်ချင်းတော့အပြောင်းလဲလို့ပေါ့လွယ်ကလေးခက်လာပြန် တော်တော်ခက်ပါတယ်နော်လူအများကိုပြောင်းလဲဖို့နိုင်ငံလိုက်ပြောင်းလဲဖို့ကမ္ဘာလိုက်ခြေပြောင်းလဲဖို့ဆိုတော့ပို့ပြီးတော့ခက်မသွားဘူးလားအလွန်ခက်ခဲတယ်နော်အဲ့ဒါဆိုတော့အရေးကြီးဆုံးကတော့ရှင်ပြတယောက်ရှင်းပြောင်းလဲနိုင်ဖို့အဓိကပဲမိမိကိုယ်ကိုအကောင်းဆုံးတည်ဆောက်နိုင်တယ်အကောင်းဆုံးပြောင်းလဲနိုင်တယ်ဆိုတဲ့ပုံကယုံကြည်မှုအားကောင်းလာတာဖြစ်တဲ့သူတို့ကိုပြောင်းလဲပေးဖို့အပြောင်းလဲတွေနဲ့ဥဆောင်ဖို့ကမခက်ခဲတော့ရှင်ပြတို့လောကကြီးအကြောင်းသိတာဘယ်လောက်သိလဲဘယ်လောက်သိလို့ တတလောကသင်္ခါရလောကဩကတလောကခဏတာဩကတလောကတွေကိုခဏတာမြန်မာနိုင်ငံရဲ့အကြောင်းဘယ်လောက်သိဒီလိုတို့သိတယ်ဆိုတာဘာမှမသိဘူးဆိုတာပဲတခုရှိဒါကြောင့်ပညာရှင်တွေကလေးလိုက်ရင်လေးလိုက်ရင်တဲ့တို့ဘလို့နားလည်လာဆိုတော့ငါဘာမှမသိသေးဘူးဆိုတာသိလာတယ်ဆိုတာမျိုးဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်ရအဲ့တော့မြတ်စွာဘုရားရှင်တော့ပြီးပြည့်စုံအောင်သိပြီးသားတဘွားတည်းနဲ့ဖြည့်သိခဲ့တာမဟုတ်ဘူးဘလောက်ကြာသွားအဲ့ဒါလေးလာသိမှုလောက်တာပဲပါရမီဖြည့်တယ်ဆိုတာလေးလာသိမှုလောက်တာပဲ ဟုတ်တယ်မလားကိုမမရှိသေးတဲ့အရင်ချင်းတွေကိုအလေးအလာကောင်းနေပြုကျင့်ဒါနာဆိုင်ရာအလေးကျင့်နေသီလဆိုင်ရာအလေးကျင့်နေလေးတဲ့အခါကျတော့ဘာဖြစ်လဲလာတာပေါ့ဗျာလာတော့ကုသိုလ်မှာဖြစ်တာပြည့်သွားတော့ပြည့်တော့ဘာဖြစ်ပါရမီပြည့်တယ်လို့မပြောဘူးလားအဲကြောင့်လေးလာသိမှုကောင်းကောင်းလုပ်နိုင်တဲ့သူကကောင်းဆောင်မှုကောင်းဖြစ်ကောင်းဆောင်မှုကောင်းရင်လည်းမင်းလည်းလေးလာသိမှုလုပ်ရမယ်လေးလာသိမှုရက်လိုက်တာတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းဆောင်မှုဆိုတဲ့စွမ်းဉာဏ်ကြီးပြုတ်ကြသွားပြီးတော့ထိုင်ကလှုပ်လာတာပေါ့ဗျာဟုတ်လား ကင်တာတယ်လက်နဲ့ကြီးကင်ပြီးတော့ဒိုင်ကုံကြီးကင်တာတယ်အာနာကြီးကင်တာတယ်ညသောဘုရားရှင်ပြိဋိဘဆိုင်ကဒီမှာဝိသကာရကဘုရားသွားပြီးတော့မမေးဘူးလားဘုရားကဒီလိုဆိုရင်တည်မြဲမယ်အဲ့ဒါမတည်မြဲအောင်ဒီလိုမဖြစ်အောင်လုပ်မယ်ဆိုပြီးဝိသကာရကဝိသီကုံအတိုင်းကိုသွားပြီးတော့ဝိသီတိုင်းမှာရှိတဲ့ဘုရားပြောတဲ့ညီညွတ်နေတဲ့ဟာတွေကိုပြောင်းပြန်ပြအောင်မလုပ်နိုင်ဘူးလားနောက်တော့လည်းဒီကူပဲအစားတရက်ကတိမ့်နိုင်သွားတယ်ဟုတ်တယ်မလားမြတ်စွာဘုရားရှင်ကနိုင်ငံရေးစနစ်ကိုမဟုတ်ဘူးဗျာနိုင်ငံရေးစနစ်ကိုမဟုတ်ဘူးဖုရား ဘာဟောလဲဆိုတော့အဲ့နိုင်ငံခေါင်းဆောင်တွေကဘယ်စနစ်နဲ့ဆိုရင်ဘယ်လိုစိတ်နေစိတ်ထားနဲ့ဥစ္စာဥမာပရိသတ်စနစ်နဲ့အုပ်ချုပ်အဲ့လိုအုပ်ချုပ်မယ်ဆိုရင်မင်းရဲ့တရား၁၀ပါးနဲ့သွားအဝိရောဒနဲ့တိုက်တူပြီးသားတွေနဲ့မဆန့်ကျင်သေးနဲ့တော့မဟုတ်မဲပေးရွေးချယ်တဲ့စနစ်နဲ့ election ပေါ့ဗျာမဲပေးရွေးချယ်တဲ့စနစ်နဲ့သွားမယ်ဆိုရင်ဒါသဟာဝိတ္တရာရာခုနပါမပြည့်စီဝေးတိုင်မင်နာတွေစီဝေးလုပ်ဖို့တွေဟုတ်လားစုံပြည့်ချက်ကိုတူတူချဖို့တွေဆိုရတယ်ပွင့်လင်းမြင့်တာရှိဖို့ဆိုရတယ် အဲ့ဒါဆိုတော့အဲ့ဒီဟာတွေနဲ့သွားတာ transparency ဖြစ်ဖို့လိုတာပေါ့ဒါကဒီဥစားမှုပုံကိုရဲ့ဘာတွေလို့စိတ်တဲ့အည်သွေးတွေနှလုံးကြီးတွေကိုပြောခြင်းဖြစ်ပါတယ်ဗျအဲ့တော့နိုင်ငံရေးစနစ်ကိုတော့အထူးမပြောခဲ့ပါနိုင်ငံရေးနဲ့လည်းမသက်ဆိုင်ဘူးအဲ့ဒီမိုကရေစီဥစားမယ်ဆိုရင်တော့ဘာအရေးကြီးလဲဆိုတော့အဲ့ခေါင်းဆောင်ရွေးချယ်တင်မြှောက်ခံရတဲ့ခေါင်းဆောင်ဟာတကယ်ဩဇာတရားမှုကြီးဖို့လိုတယ်ဒါဆိုတော့ဒီဩဇာတွေကဘယ်လိုလာတာလဲဘယ်လိုတရားမှုပုံစံတွေရှိလဲဆိုတာဆက်ပြီးလေ့လာအောင် ဆိုတော့ဒီမိုကရေစီတိုင်းကောင်းတယ်လို့ပြောတာမဟုတ်ဘူး။ဂါဝါမှာအကောင်းဆုံးနိုင်ငံရေးစနစ်ဆိုတာရှိကိုမရှိဘူး။ဥဆောင်တဲ့ပုံကိုယ်တွေပေါ်မှာဝတီတယ်ဗျ။အဲ့တော့ဒီနေ့ဒီမိုကရေစီကကောင်းတယ်လို့ကမ္ဘာလုံးပြောတာဘာကြောင့်ပြောနေရလဲဆိုတော့မီဒီယာတွေကပြောတယ်။ဟုတ်လား။ဒါမီဒီယာတွေလည်းပြောတာအရှင်များတွေ information တွေပြီးလို့အရှင်များတို့ကောင်းဘလောက်စဉ်းစားနိုင်လို့လဲ။အများကြီးမြင်တဲ့ဟာလူအများကြိုက်အများကြီးဤကျွဲပြည့်ဆိုတဲ့ဟာမျိုးမသွားဘူးလား။အဲတော့အကောင်းဆုံးလို့ပြောလို့မရဘူး။ ကောင်းဆုံးလို့ပြောလို့ရမကောင်းဘူးလေဒီကပြောနေရမှာဘူးเนาะအကောင်းဆုံးလို့ပြောလို့မရအကောင်းဆုံးစနစ်ဆိုတာမရှိဒီနိုင်ငံနဲ့ကန့်ကျင်တယ်ဒါကြောင့်ဒီမိုကရေစီစတိုင်နေတော့မနေတကဘာလုံးမှာအမျိုးမျိုးရှိတယ်ဗျာရွေးကောက်ပွဲပုံစံတွေလည်းအမျိုးမျိုးရှိတယ်တမနာဦးဆောင်တဲ့ဟာရှိတယ်ဝင်းကျုပ်ဦးဆောင်တဲ့ဟာရှိတယ်သူတို့ရဲ့စတိုင်တွေအမျိုးမျိုးရှိပါတယ်ဗျာကဲဟုတ်ပြီဒီလိုဒီမိုကရေစီစတိုင်ဆိုတဲ့ခါပြန်စဉ်းစားကြည့်တော့ကဘာဦးအုပ်ချုပ်ပုံစံကိုပြန်စဉ်းစားကြည့်အောင်ဗျာဘယ်လိုမျိုးအုပ်ချုပ်ခဲ့ရမဟာသဗ္ဗတာမင်းကြီးကိုဘယ်လိုရွေးချယ်ခဲ့ရသူနာမည်ကဘယ်သူတော့ဗျာ မနုဖရာလောင်မနုမနုကိုဘာလို့ကြလဲတမဒတမဒဆိုတာဘာလို့လားသမှုတိပေးတာဗောဗျာသမှုတိပေးတယ်ဆိုတာဘာလို့လားမဲပေးတာဗောဗျာခုခေတ်လို့ဆိုရင်မဲပေးတာဗောဗျာအသေးကြာမဲတယ်ဗျာလူကောင်းဆောင်လိမ့်မယ်လူကောင်းဆောင်နိုင်ရင်အဲတို့ဒီမှာဖြစ်နေတဲ့ပြဿနာတွေလေယာမြေစီမံခန့်ခွဲတဲ့ပြဿနာတွေပထမဆုံးတော့ရှင်များနိုင်ငံကောင်းဆောင်ကလေယာမြေစီမံခန့်ခွဲရတာဒါကြောင့်သူ့နာမည်ကိုလိုပေးလိုက်တယ်ခတ္တိယ လေယာမင်းစီမှာကခံခွဲရတာလေဟုတ်တယ်မလားဟိုမှာလူနေရက်နေကြတယ်လေအဲ့ဒါတွေဖြစ်အောင်မဖြစ်အောင်လေယာမင်းစီမှာခံခွဲတယ်အိုးရင်နေစနေတကြထူထောင်ပေးတယ်အဲ့ပုံစံမျိုးနဲ့သူကဥဆောင်တယ်အဲ့ဒါမနုလူတွေအားလုံးအဲ့ဒီခက်မှာရှိတဲ့လူတွေအားလုံးကနေပြီးတော့ရွေးချယ်တင်ပြလို့လူလူကြီးတရက်လုံးကိုမဟာလို့ခေါ်တော့ရွေးချယ်လိုက်တာကသမတမဟာသမတဒီမိုကရေစီပုံစံနဲ့စခဲ့တာပဲပေးတဲ့စနစ်နဲ့စခဲ့တာအဲ့တော့သူကနေဘာလုပ်ခိုင်းလဲ ဟုတ်ပြီအဲ့ဒါဆိုတော့ငါဥဆောင်မယ်ဆိုမင်းတို့ဥဆောင်ခိုင်းမယ်ဆိုရင်အများရဲ့ခေါင်းဆောင်တင်မြှောက်မှုကြောင့်ဥဆောင်မယ်။ဘာရဲ့ဩဇာအာဏာလွှမ်းမိုးမှုနဲ့နိုင်ငံတော်ကိုဥဆောင်မယ်။လူတွေကိုဥဆောင်မယ်။ဒါအမဲ့ပါတော့တိုင်းပြည်ရဲ့ infrastructure လို့ခေါ်တဲ့အခြေခံစာအုပ်တွေတည်ဆောက်ဖို့လိုတဲ့စာသင်ကျောင်းတွေ၊စေဘေးကမ်းတွေ၊လမ်းတွေ၊တရားတွေ၊မိတွေ၊ဒေသယူပို့ဆောင်ရေးလုပ်ငန်းတွေလုပ်เสียလိုလားမလိုဘူးလား။အဲ့ဒီအတွက်ဘာပေးရမလဲ။ပြည်သူတွေကဘယ်လောက်ပေးရမလဲ။ဆယ်ဖို့တစ်ဖို့ ဟာမပါဘူးလားဆယ်ဖို့အဲ့ဒါ test ပဲဒီမိုကရေစီမှရင် အခွန်နဲ့ဒီစားအဲ့တော့ဒီနိုင်ငံရွေးရုံနိုင်ငံအခွန်ရှောင်းနေကြတယ်အခွန် blame လုပ်တယ်နေသက်ရနဲ့ပေါင်းပြီးတော့အခွန်စည်းကြမှုတွေအမျိုးမျိုးခွာကြောလုပ်နေကြတာလေအဲ့ဒီရုံနိုင်ငံတွေမဟုတ်ပါဘူးတခြားနိုင်ငံတွေလည်းလုပ်ကြတာပဲဒါခွာကြကြောကြတာပဲအဲ့ဒီသဘောရှိတာပဲဟုတ်တယ်မလားအဲ့တော့ဒီမိုကရေစီရဲ့အနှစ်သာရကဒါပြတ်သွား ဒီမိုကရေစီဆိုတာတယောက်ချင်းစီရဲ့တာဝန်မှုတာဝန်ခံမှုနဲ့နိုင်ငံကိုတိဆောက်တာပါပဲ။ဒါကိုသင်တဲ့အခါခုနပြောတဲ့ကျောင်းတွင်းဒီမိုကရေစီဆိုဘာလို့အဲ့လိုမျိုးတွေထပ်ပြီးသင်တရားတွေအများကြီးပါသေးတယ်။ထားတော့ဗျာနော်။နိုင်ငံရေးသမားမှန်ပေါ်ပူလာဖြစ်အောင်လို့လူမိုက်နဲ့လူလိမ်မှာပဲအများ။အဲမလေးလူမိုက်ကများတာဟုတ်တယ်မလား။နိုင်ငံရေးသမားလူမိုက်ကိုပဲစီးယုံပါဗျာ။လူလိမ်မှာမစီးယုံဘူး။လူလိမ်မှာစီးယုံတဲ့ခေါင်းဆောင်ရှင်များမဲတိတ်ရမှာမဟုတ်ဘူး။တရားကြည့်တာ။တကယ်လေးလာကြည့်။ ဒါပဲအဲ့တော့မလုပ်လဲ popular ဖြစ်အောင်လုပ်ပြတာ popular ဖြစ်အောင်လုပ်ပြ popularism လို့ခေါ်တယ်ကမ္ဘာကလေးဒါကြောင့်ဒါကြောင့်အခုရွေးကောက်ပွဲတွေနီးလာပြီဆိုရင်ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆို Facebook တို့ YouTube တို့ Twitter တို့အဲ့ဒီမှာသူတို့ထောက်ခံနေတာတွေအများကြီးတင်ခွင့်မပေးဘူးအဲ့ဒီကနေမဲစီးပွားဝင်တွေပါတယ်မပေးဘူးလူတွေက post များများတက်လာအခု AI ကဆိုတော့ပို့ဆိုတာပေါ့ဒီနေ့ခင်မှာရေလုံခြုံနေနေရာဆိုတော့မရှိဘူး လုံခြုံတဲ့နေရာဆိုတာမရှိဘူး။ကျန်တဲ့လီဖုန်ပိတ်ပါဝါပိတ်ပိတ်ထားပြလေဒီအဲကင်မရာပိုင်ရေပြားဒီကအချက်လက်တွေအကုန်ယူလို့ရတယ်။အလွန်ကြောက်စရာကောင်းတယ်။ကွန်ပျူတာပိတ်ပိတ်ထားပြလေဒီရေပြားဒီအချက်လက်ဒါကြောင့်ဇူကာဘတ်ကစလိုက်တာလေ။သူ့ရဲ့ကွန်ပျူတာမှာပါတယ်။အချက်နေတိတ်နဲ့ကတ်ထားတာ။ဇူကာဘတ်က Facebook စီတဲ့ဇူကာဘတ်သူ့သူ့ရဲ့ဖုန်းတွေကွန်ပျူတာတွေကင်မရာရှေ့မှာတိတ်နဲ့ကတ်ထားတာ။အဲ့တော့နောက်ကြခုကြလီနိုဗိုတို့ပါလို့ရရှင်များရှက်တာတွေပါလာဒီကရှင်များဘိုးအန်ရည်များလာတယ်နော် ဲ့ရှင်မရတို့ဘယ်လိုကြိုက်တယ်ဘာလုပ်တယ်ဆိုတာသူတို့အများကြီးအေးအဲ့ရှင်မရစီကိုအကက်ခက်ပြီးသားဖြစ်သွားတယ်အဲ့ကြောင့်ဒီကလေးနိုင်ငံရေးသမားတွေကအဲ့ဒီဟာကိုအတိအကထားပြီးတော့လက်နဲ့လို့သုံးလာကြတာတွေ့ရသူတို့ကသိတယ်အဲ့ကြောင့်နိုင်ငံကြီးတဲ့နိုင်ငံကြီးတွေနိမိတ်ရကြီးတဲ့နိုင်ငံကြီးတွေသူတို့ပိတ်ချင်တယ်အခုဆိုရုရှားရဲ့ Facebook Twitter အကုန်ပိတ်ပစ်လိုက်ပြီလေကျိုးနိုင်ငံဆိုပိတ်ခံရတာကြာပြီလေဟုတ်ပလားအဲ့ဒါဘက်ဒီဘက်ပိတ်ကြတာပေါ့ဗျာဒါတော့အဲ့ဒါဆိုပုံရိပ်တွေမမြင်သေးခြင်းဘူးပုံရိပ်တွေမမြင်မြင် အော်ပြည်သူတွေကလူတွေကဟုတ်မှာပဲဆိုတဲ့ဟာမျိုးထောက်ခံတာမျိုးသူတို့မလို့ချင်ဘူးအဲ့ဒါကြောင့်မလုပ်လိုက်ပိတ်ပစ်တယ်ကြီးသဘောပဲဗျအဲ့ဒါမလုပ်တာဆို Christmas tip leadership style သွားတာ